အားလုံးမင်္ဂလာပါ။ငယ်ခရစ်တောင်းနေပြန်ပြီးတော့ကျေးဇူးပါပါတယ်။ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Binance ကနေပြီးတော့ BNB ကထားတဲ့သူတွေကိုဟိုးတာ airdrop ပေးသွားတဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ဒီလာထဲမှာဆိုရင်တော့ဒါ၃ခုမြောက်ဟိုးတာ airdrop ဖြစ်ပါတယ်။ဟိုးတာ airdrop ကိုသွားဖို့အတွက်ဆိုရင်ကျွန်တော် Moray က launch pool ဆိုတဲ့နေရာလေးကိုသွားပြီးတော့ကြည့်လို့ရပါတယ်။ launch pool ထဲမှာဟိုးတာ airdrop ပေးသွားတဲ့ history ကိုပြပေးထားမယ်ပေါ့နော်။အခုချိန်မှာတော့ဟိုးတာ airdrop ကပေးသွားတဲ့ token တွေက spot rate ကိုရောင်းနေပြီဖြစ်လိမ့်မယ်။ ဒါပေမဲ့ကိုဘလောက်ရခဲ့လဲပြန်ကြည့်ရှင်နေ history ကိုပြန်သွားကြည့်ရှင်နေဆိုတော့ဒီ launch pool ကနေသွားကြည့်လို့ရမှာဖြစ်ပါတယ် mobile phone သမားတွေဆိုရင်လည်း model က launch pool ရဲ့ကိုရအောင်သွားလိုက်ရင်ရပြီဒါဆိုရင်ကျွန်တော် launch pool page ကိုရောက်ပြီဆိုရင် launch pool နဲ့ hora airdrop ဆိုပြီးတော့နှမျိုးပါမယ်ပေါ့နော်အာကျွန်တော် mobile phone သမားတွေကတော့နည်းနည်းလေးဆွဲလိုက်အောင်နဲ့တင် hora airdrop ကိုပြပေးထားလိုက်မယ်ဒီတစ်ခေါက်ပေးထားတဲ့ token ကတော့ hedge ဆိုတဲ့ token ကိုပေးထားတာဖြစ်ပါတယ် hedge နဲ့ပတ်သက်လို့ အာကျွန်တော်တို့ project အကြောင်းလေးကိုလည်းနည်းနည်းလေးဆက်ပြီးတော့ကြည့်ရအောင်ပေါ့နော်။မကြည့်ခင်မှာ airdrop ပေးသွားတဲ့အချိန်ကတော့22ရက်နေ့မှာပေးသွားခဲ့တာဖြစ်ပါတယ်။ snapshot ယူသွားတဲ့အချိန်ကိုကြည့်မယ်ဆိုရင်တော့9လပိုင်း10ရက်နေ့ကနေပြီးတော့9လပိုင်း73ရက်နေ့3ရက်တာအတွင်းမှာ snapshot ယူသွားခဲ့တယ်။ကျွန်တော်တို့ဒီထဲမှာ snapshot ရဲ့ token အရေးတော်ဆင်0.53 BNB အထိဒါ snapshot ယူသွားတဲ့အချိန်မှာပါသွားတယ်ပေါ့နော်။အဲ့တော့ airdrop ပြန်ရတဲ့ပမာဏကိုကြည့်မယ်ဆိုရင်တော့0.9ဟိတယ်ရတယ်။ ဒါက BNB ပမာဏနည်းတဲ့အတွက်ပြန်ရတဲ့ airdrop ပမာဏကလည်းနည်းတယ်ပေါ့နော် BNB ပမာဏများတဲ့သူတွေဆိုရင်တော့ airdrop ပမာဏလည်းရတာကိုများလိမ့်မယ်ဆိုတော့ဒီ airdrop ပေးထားတဲ့ပုံစံကိုသိချင်တယ်ဆိုရင်ဒီနောက်ကဆက်ကလေး30ကိုနှိပ်ပြီးတော့ more details ဆိုတာကိုနှိပ်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ announcement page ကိုရောက်သွားလိမ့်မယ်ဒီမှာဆိုရင် header ကို holder airdrop ဘယ်လိုမျိုးပေးထားလဲဆိုတာကိုရေးပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ် header ကကျွန်တော်တို့16ခုမြောက် project တစ်ခုဖြစ်ပါတယ် holder airdrop မှာမိတ်ဆက်လာတဲ့ project တွေထဲမှာဒါက16ခုမြောက်မိတ်ဆက်တဲ့ project ပါ အာ snapshot ယူသွားတဲ့အချိန်ကရှင်းပါလဲကြည့်ခဲ့ပြီးသားကျွန်တော်10ရက်နေ့ကနေ73ရက်နေ့အတွင်းမှာ snapshot ယူသွားခဲ့တယ်အဲ့ဒီကာလအတွင်းမှာကိုက BNB တွေကင်ထားတယ်ဆိုရင် Hora Airdrop ကိုရမှာဖြစ်ပါတယ် BNB တွေကိုကင်တဲ့အချိန်မှာကျွန်တော်တို့က spot ထဲမှာဒီတိုင်းကင်ထားရုံနဲ့မရဘူးပေါ့နော်အာကျွန်တော်တို့ရဲ့ BNB တွေကို simple end ထဲမှာသွားပြီးတော့ထည့်ထားမှပဲရမှာဖြစ်ပါတယ် simple end ထဲမှာဆိုရင် flexible ပဲလောက်ထားလောက်ထား lock ပဲလောက်ထားလောက်ထားဘာပဲလောက်ထားလောက်ထားကျွန်တော်တို့ Hora Airdrop ရဲ့ snapshot ထဲမှာပါသွားမှာဖြစ်ပါတယ်အခုလက်ရှိအချိန်မှာအဲ hated token တွေကိုစပြီးတော့ trade လုပ်လို့ရနေပြီ ပြီးတော့ဒီကောင်ကကျွန်တော်တို့ header က binance alpha မှာဆိုရင်2025 april ကလေးကစပြီးတော့ alpha မှာ trade လုပ်ရနေတဲ့ token တခုပေါ့နော်ဒါပေမဲ့အခုကကြတော့ binance exchange ပေါ်မှာတရားဝင် list လုပ်သွားပြီတရားဝင်ဆိုတာ spot trade လုပ်လို့ရတဲ့ token တခုဖြစ်သွားတာပေါ့နော်အမနေ့ကစပြီးတော့ trade လုပ်လို့ရတယ် trade လုပ်လို့ရတဲ့ pair ကိုပြန်ကြည့်မယ်ဆိုရင်တော့ USDC USDT ဒီပုံမှန်ပဲ၅ခုနဲ့ပဲကျွန်တော်တို့ trade လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ ဟိုရာ airdrop ပေးထားတဲ့ဒီဒီအချက်လက်လေးကိုနည်းနည်းဆက်ပြီးတော့ကြည့်ရမယ်ဆိုရင် token ရဲ့ name ကတော့ heade protocol ဖြစ်ပါတယ် token ရဲ့ thinkeda ကတော့ haedal ဆိုတဲ့ heade ဆိုတဲ့နာမည်နဲ့လာတယ် genesis total token supply ကိုကြည့်မယ်ဆိုရင်ကျွန်တော်1 billion heade အထိရှိမှာဖြစ်ပါတယ် maximum token supply ကလည်း1 billion heade အထိရှိမယ်ဟိုရာ airdrop မှာပေးထားတဲ့ token reward ကတော့300ခိုင်နှုန်းပေးသွားတာဖြစ်ပါတယ်စုစုပေါင်း maximum token supply ရဲ့300ခိုင်နှုန်းဆိုတော့30 million heade token တွေကို ဟိုဒါ Azure Reward အနေနဲ့ပေးသွားခဲ့တယ်။အခု Binance မှာစပြီးတော့ list လောက်သွားပြီးဖြစ်တဲ့အတွက် list လောက်တဲ့အချိန်မှာရှိတဲ့ Circulating Supply လဲပတ်နေတဲ့အယောင်းအဝယ်ဈေးကွက်ထဲမှာလဲပတ်နေတဲ့ Circulating Supply အနေနဲ့က195 million ရေးတဲ့ token တွေရှိမှာဖြစ်ပါတယ်။ဆိုတော့ဒါက16.5ရာခိုင်နှုန်းရှိမှာဖြစ်ပါတယ်။ Maximum token supply နဲ့ပြန်တွက်ရင်အာကျွန်တော်20ရာခိုင်နှုန်းနေပါလောက်ကို Circulating Supply အနေနဲ့စပြီးတော့ trade လုပ်လို့ရနိုင်ပြီဖြစ်ပါတယ်။ BNB ကင်ထားတဲ့သူတွေကို hourly snapshot ယူရဲပေါ့နော်။နိုင်တိုင်းမှာ snapshot ယူနေရဖြစ်တဲ့အတွက်ကိုက snapshot ယူတဲ့အချိန်မှာထုတ်လိုက်မိရဆိုရင် airdrop ကရမှာမဟုတ်ပါဘူး။ပြီးတော့ hidden နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်သူ့ရဲ့ website ကိုသွားကြည့်လို့ရတယ်။ပြီးတော့ Binance ကလုပ်ပေးထားတဲ့ hidden research report ကိုသွားဖတ်ကြည့်လို့လည်းရတယ်။ပုံမှန်ဆိုရင်တော့ဒီလိုမျိုးကျွန်တော်တို့ launch pool တွေဟိုတာ airdrop တွေလာတဲ့အချိန်မျိုး နောက်ရက်ချက်ချင်းမှာ ျွန်တော် research report ကဖတ်လို့မရတာမျိုးဖြစ်နိုင်တယ်ဗောနော်အဲ့တော့ research report တက်လာတဲ့အချိန်မှာဖတ်လို့ရတယ်အဲကျွန်တော်တခြားကနေရှာကြည့်ရတလို့ဆိုရင်ဒီ header ကစုရီ blockchain ပေါ်ကကျွန်တော် liquidity staking protocol တခုဖြစ်ပါတယ် liquidity staking protocol ဆိုတဲ့အတိုင်းပဲကျွန်တော်တို့စုရီ token တွေကို stake လုပ်ရမယ်ပြီးပြီဆိုရင်အဲ့ဒီစုရီ token တွေကို stake ထားလိုက်တာနဲ့သူက HASUI ဆိုတော့ကျွန်တော်တို့ဒီ header ပေါ်ကစုရီ token တခုကိုပြန်ပြီးတော့ထုတ်ပေးမယ်ဗောနော်အဲ့တော့ကိုကဒီစုရီတွေကို stake ထားပြီးတော့ တခြားဘာမှလုပ်လို့မရတာမျိုးမဟုတ်တော့ဘူးတခြား trading မလုပ်မလားဒါမှမဟုတ်ရင် landing လုပ်မလားအစားရှိသဖြင့်တခြားရည်ရွယ်ချက်တွေမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်အရင်တော့ကဆိုရင်ကျွန်တော်တို့ဒီ traditional staking တွေမှာဆိုရင် stake ထားလိုက်တဲ့ token ကတခြားနေရာမှာရည်ရွယ်ချက်နဲ့သွားသုံးလို့မရဘူးပေါ့နော်အခုကကြတော့အဲ့လိုမဟုတ်တော့ဘူး sui token တွေကို stake ထားတယ် stake ထားတာနဲ့ sui token နဲ့တန်ဖိုးညီများတဲ့ HASUI ဆိုတဲ့ token တွေကိုပြန်ပြီးတော့ထုတ်ပေးမယ်အဲ့ဒီ HASUI ဆိုတဲ့ token တွေကိုကျွန်တော်တို့ကတခြားနေရာတွေမှာအသုံးပြုလို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်ဒါက နောက်ပိုင်းမှာပြောင်းလဲလာတဲ့ liquid state ကြီးပုံစံနေပေါ့နော်ပြီးတော့ဒီ hair ကလက်ရှိအချိန်မှာဆိုရင် liquid state ကြီး ecosystem ထဲမှာ total value log တန်း200နီးပါးနဲ့ဥဆောင်နေတာဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ total value log ကလည်းများတဲ့အထက်မှာပါတယ်နောက်တစ်ခုကသူ့နောက်မှာရှိနေတဲ့ investor တွေ spot လောက်ထားတဲ့သူတွေကဘယ်သူတွေရှိလဲဆိုတော့ ogays bancher တို့ပြီးပြီးဆိုရင်ကျွန်တော်တို့ animoca bancher တို့အစရှိတဲ့ suyi foundation တို့ဒီလိုမျိုး project အကြီးတွေကနေပြီးတော့ hair ကို support ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ကိုယ်တိုင်စမ်းပြီးတော့တုံးကြည့်ခြင်းနဲ့ဆိုတဲ့သူတွေက launch app ကိုနှိပ်ပြီးတော့ဒီ Hedera ရဲ့ liquidity staking protocol မှာသွားပြီးတော့စုရည် stake လောက်တာမျိုးတွေလုပ်လို့ရတယ်။ဒါက project နဲ့ပတ်သက်လို့ပါစိတ်ဝင်စားရင်သွားကြည့်လို့ရတယ်။ research report ကတော့မလာသေးဘူး။အာကျွန်တော်ကဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကကြတော့ဒီ Hora Airdrop ကဘယ်လိုမျိုးပေးလဲဆိုတဲ့အကြောင်းကိုအဓိကပြောပြပေးခြင်းတာဖြစ်ပါတယ်။ Hora Airdrop ကိုအခုဆိုရင်တော့16ခုမြောက်လဲရှိလာပြီ ကျွန်တော်တခုထပ်တိုင်းမှာပို့ရတပုတ်လုံးပေးနေကြပါတော့အဲ့တော့ BNB တွေကိုဒီအတိုင်းကျွန်တော် spot မှာကင်ထားတာမျိုးမလုပ်ပါနဲ့ကိုမှရှိနေ BNB ကိုက BNB hold ထားတဲ့သူတယောက်ဆိုရင် simple and flexible သွားပြီးတော့ထည့်ထားလိုက်ပါ flexible ဆိုတော့ကျွန်တော်ကြိုက်တဲ့အချိန်နဲ့ပြန်ထုတ်ရောင်းလို့ရတယ်အမဟုတ်လေဒီလိုမျိုး launch pool တွေ hold တာ airdrop လာတဲ့အချိန်မျိုးတွေလည်း reward ရတယ်ဒီညမှာတခုမှတ်ထားဖို့ကကျွန်တော်တွေက BNB တွေကို hold တာ airdrop လာတဲ့အချိန်မျိုး လောင်ချ်ပို့လာတဲ့အချိန်မျိုးမှာပြေးပြီးတော့ဝယ်လိုက်တာမျိုးတွေတော့မလုပ်သင့်ဘူးပေါ့နော် Hora Airdrop လာတဲ့အချိန်ဆိုရင်သိကြတယ် BNB ပြေးဝယ်လဲမမီတော့နောက်လာတဲ့ Hora Airdrop အတွက်တော့မိကောင်းမိနိုင်တယ်သို့တော့ဒီကျင်ညာသွားတဲ့ Hora Airdrop အတွက်ရမှာမဟုတ်ပါဘူးအလောင်ချ်ပို့ကမှကျွန်တော်တို့ပြေးဝယ်လိုက်တဲ့ဆိုရင် Launch ပို့မှာ Family လောက်လို့ရသေးတယ်ပေါ့နော်အဲ့တော့ Launch ပို့လဲအခုတခုလာတော့မယ်ကျွန်တော်ဒီနေ့ညထည့်လို့ရပြီဆိုရင်ဒါလေးဗီဒီယိုတစ်ပုဒ်လုပ်ပေးမယ် အဲဆင်နာရီပေါ့နော်ဆင်နာရီဆိုရင်ကျွန်တော်တို့ဒီ launch book တစ်ခုစရမယ်ဒီအကြောင်းလဲဗီဒီယိုလေးမနေ့အချိန်မီတင်ပေးပါမယ်ဗီဒီယိုလေးကိုအဆုံးတကြည့်ပြည့်အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ